ပြီးဝိုင်းမနေကြလို့သဘောကောင်းနေတဲ့အကောင်းမျိုးကတော့ဒါအကောင်းမဟုတ်ဘူးလေဟုတ်လားဘလို့မှစိတ်ဆိုးအောင်လုပ်လို့စိတ်မဆိုးတဲ့ပုဂ္ဂိုလ်ကမှတကယ်အကောင်းလို့ဒီလိုပြောရမယ်အေးဒါကြောင့်မလို့တရားအသည့်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလောကဓာတ်ကြောင့်လည်းတုံလုံးမှုမဖြစ်ဘူးဘယ်လိုလောလောကကြီးထဲမှာဆိုရင်လောကဓာတ်ကရှိမှာပဲအကောင်းဆိုးဆိုကျုံနေမှာပဲအကျုံနေတဲ့အချိန်မှာခုနက ကိုယ့်ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုကိုလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာနဲ့ခုခံမလို့ဆိုခုနအတွေးနဲ့ခုခံလို့ရလောကဓာတ်နဲ့ဂျုံလာလို့ရှင်မြတ်စွာဘုရားကဥပမာလေးတစ်ခုပေးထားတယ်အဲဆုံးမထားတာရှိတယ်မြမဆာလာတုတ်တံမှာဘုရားကဘာဟောထားတော့ဆိုလောကမှာလူတွေကဟိုကဲရတာမခံနိုင်ဘူးကဲရတာမခံနိုင်ဘူးကိုယ်လာကဲရင်စိတ်ဆိုးတယ်ချင်းဝိုင်းရင်တော့အဲ့ဒါတပြုံပြုံးနေတယ်နော် အဲ့ဒါလောကဓာတ်မခံနိုင်တာလို့ခေါ်တယ်။မြတ်စွာဘုရားကဘာဆုံးမလို့ဆိုရင်ကဲ့ရဲ့လို့ရှိရင်စိတ်ဆိုးနေတဲ့ကိုယ်လာပြီးတော့ပြစ်တင်ပြီးတော့ကဲ့ရဲ့မယ်ဆိုစိတ်ဆိုးနေတဲ့နံပါတ်၁စိတ်ဆိုးနေစိတ်ဆိုးလို့ရှိရင်ကိုယ်စိတ်တည်ငြိမ်မှုပဲကိုယ်အန္တရာယ်ဖြစ်သွားပြီကိုယ့်ရဲ့အသိဉာဏ်ကိုပဲအန္တရာယ်ပြုရရောက်သွားတယ်ဟုတ်တယ်လေစိတ်ဆိုးလိုက်တာနဲ့တည်းပြိုင်နဲ့အကောင်းအဆိုးအကြောင်းကျိုးသိတယ် တယောက်ကလာခဲ့ရတယ်ခဲ့ရတာနဲ့ပတ်သက်ပြီးကိုကစိတ်ဆိုးလိုက်လို့ရှင်အဲ့ဒီ तू ပြောတဲ့စကားရဲ့အကောင်းဆုံးအကြောင်းကျိုး तू မသိတော့ဘူးဟောဒါကြောင့်မို့ဘုရားကစိတ်ဆိုးနေတယ်စိတ်ဆိုးရင်အကောင်းဆုံးအကြောင်းကျိုးမသိနိုင်ဘူးအဲ့တော့မလုပ်ရမလို့ဆိုလို့ရှင်အကယ်၍ तू ကချီးမွမ်းခဲ့ရတယ်ဆိုလို့ရှင်တဲ့ကိုကိုလာခဲ့ရတယ်ဆိုလို့ရှင်ကိုမဟုတ်ရင်မဟုတ်ဘူးဆိုတာကိုကကိုနှလုံးသွင်းလိုက်တယ် မဟုတ်လို့ရှိရင်မဟုတ်တဲ့အတိုင်းဖြည့်ရှင်းလိုက်ဒီလိုဆိုလိုတယ်ဖေ။စိတ်ဆိုးနေမဲ့အစားမဟုတ်တာကိုမဟုတ်တာလို့ပဲဖြည့်ရှင်း။ဖြည့်ရှင်းတယ်ဆိုတာသူယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေကိုမဟုတ်ဘူးဆိုတာဖွင့်ပြောရမယ်အဲ့ဒါ။အဲ့ဒီပြောတယ်ဆိုတဲ့နေရာမှာဆဲတာကြတော့ပြောစရာမလိုဘူးဆွဆွဲတာကြတော့ဖြည့်ရှင်းရမယ်တဲ့။ဆဲတာကြတော့ဆွဖြည့်ရှင်းစရာမလိုဘူးတဲ့။ကိုယ့်ရဲ့ခန္တီတရားခန္တီဆိုတာကိုယ့်ရဲ့စိတ်ကလေး ငြိမ်းချမ်းနေတဲ့စိတ်လေးကိုလှုပ်ရှားမသွားအောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကိုခန္တီလို့ခေါ်တာမှန်ပါဗျာအခုခေတ်ခန္တီဆိုတာကဟေးပြန်မပြောရင်လည်းတော့ဘလောင်ဆူးနေအဲ့ဒါခန္တီမဟုတ်ဘူးနော်ပြန်တော့မပြောဘူးနှုတ်ခမ်းရဲ့ဆူးနေတယ်စိတ်ထဲကတော့မကျေနပ်ဘူးတစ်ဖြစ်တောက်တောက်ဖြစ်နေအဲ့ဒါခန္တီမဟုတ်ဘူးခန္တီဆိုတာကိုယ့်ရဲ့အပြုံးမပြတ်တဲ့စိတ်ကလေးကိုထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကမှခန္တီတဲ့ကိုယ့်ပင်ကိုယ်စိတ်ကလေးကို တကယ်ဝမ်းမြောက်နေတဲ့စိတ်ကလေးငကိုကြည်နူးနေတဲ့ပင်ကိုစိတ်လေးကိုဘေးကအာယုံကနေလာတိုက်ပြင်မဲ့လို့မလှုပ်ရှားတဲ့စိတ်ကမှဒါခန္တီလို့ခေါ်တယ်နော်မှန်ပါဗျာခန္တီရဲ့စိတ်ကဒါမှမဟုတ်ခွန်ကြီးတို့နိုင်ငံသားတွေရှင်းပြတဲ့အခါကျတော့ခန္တီဆိုတာလို့သရဏီနဲ့ကြည့်မယ်ဆိုတော့ဗမာကတော့တိခန္တယ်လို့ဘာသာပြန်တယ်လို့သရဏီနဲ့ကြည့်မယ်ဆိုရင်စွမ်းရည်စိတ်စွမ်းရည်တစ်မျိုးပဲလို့စိတ်စွမ်းရည်တစ်မျိုးဆိုတာ ability to maintain normal position ability to maintain normal position mental position စိတ်ရဲ့ပုံမှန်ဒီ normal ကိုသူကထိန်းထားနိုင်တာကိုပြောတာကြည့်လေ normal ဆိုတာဘာလို့စင်ငယ်ချင်းနှစ်ယောက်ထိုင်စကားပြောနေရည်လို့မောလို့ဟိုတယောက်ကလာတဲ့ပြီး6တိုက်လာဆဲသွားတယ်ဒီလူနှစ်ယောက်ဟာဒီဟိုငကွာရည်ကမောတာတွေမရှိတော့ဘူးဟာဒီကောင်စော်ကားတာဆိုပြီးဒေါသတွေထပေါက်ွဲကုန်ကြတယ်ဟုတ်လားခန္တီပြက်သွားပြီပေါ့ ူတို့ငကိုအနေထားပြက်သွား normal က abnormal ဖြစ်သွားပြီဒီလိုဆိုလို့အဲ့ဒါခန္တီမဟုတ်ဘူးတဲ့ခန္တီဆိုတာကတကယ်ကိုကိုယ့်ရဲ့စိတ်မူလအခြေအနေကိုထိန်းထားနိုင်တဲ့စိတ်စွမ်းရည်တစ်မျိုးကိုခန္တီလို့ခေါ်တယ်လို့ဒီလိုမှတ်အေးဒါတွေကပထမကတော့တရားအသိနဲ့ထိန်းပြရတရားအသိနဲ့ထိန်းလိုက်လို့ရှိရင်ဒီစိတ်စွမ်းအားတွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့လာနိုင်တယ်လို့ဒီလိုမှတ်ရတယ် ။ဟောတရားသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားနဲ့တရားသိမရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားအလုံးကိုကွာတယ်နော်။မှန်ပါပါဗျာ။အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားအလုံးကွာတယ်။ဘုရားမြတ်စွာလက်ထက်တော်ခန္ဓာလာတော့ကဒီဒီတဲ့အစင်းမြင်လာတဲ့အခါကျတော့ကြည့်။ဒီတဲ့အစင်းမြင်တဲ့တရားကိုသိလာပြီဆိုတဲ့အခါဟဋ္ဌိဆိုတဲ့ယွာတရွာရှိတယ်။အဲ့ဒီဟဋ္ဌိဆိုတဲ့ယွာမှာဥက္ခဆိုတဲ့တတိယတယောက်ရှိတယ်။ အဲ့ဒီတတိယကငိုတော့ဗုဒ္ဓဘာသာဘဝင်မဟုတ်ဘူးတရားသိမရှိဘူးသူကတရားသိမရှိတော့ရက်သေးစားတောက်စားပြောပါပြီးတော့တမန်လူတယောက်ပဲခန်းကိုတော်ထဲမှာမြတ်စွာဘုရားကြွလာလို့မြတ်စွာဘုရားနဲ့သူပထမဆုံးဆုံတာနာဂဝနလို့ဆိုရယ်ခန်းကိုတော်ဥယျာဉ်ထဲမှာဘုရားကိုပထမဆုံးသွားတွေ့တယ်အဲ့ဒီတုန်းကသူဘာလုပ်နေအရက်မူးနေအဲ့ဒီလူကဥက္ခဆိုရယ်သူကအရက်မူးနေတာနော်မှန်ပါပါခုခေတ်လို့ပြောရင်ကလားတထေးတယောက်ပေါ့အိန္ဒိယကနော် ဥယျာဉ်ထဲသွားပြီးအရက်တွေတောက်ပြီးတော့အိမ်မှာရက်မိုးနေတဲ့အချိန်သူ့အပေါင်းအသင်းနေနဲ့ရက်တောက်ပြီးတဲ့နေတဲ့အချိန်ဖះကိုတွေးလိုက်တဲ့အခါသူ့စိတ်ကကြောင်းသွားဖះကိုမြင်လိုက်တာနဲ့သူ့စိတ်ထဲမှာကြီးညိုတဲ့စိတ်ဖြစ်သွားပြီးတော့အရက်မူးပြေသွားတယ်တရားမသိသေးဘူးအဲ့ဒီအချိန်မှာအရက်မူးပြေပြီးသူ့စိတ်ထဲမှာထင်လိုက်တာဟာသူတော်စင်တယောက်သူတော်စင်တစ်ပါးကိုသူတွေးရတယ်လို့စိတ်ထဲမှာကြီးနူးတဲ့စိတ်လေးတွေဝင်သွားတယ်ဒါနဲ့ဖះ စီကိုသွားပြီးတော့ချင်းကတ်တဲ့အခါအယမူးပြေလို့ဘုရားနာသွားတဲ့အခါကျတော့ဘုရားကသူ့ကိုတရားဟောတယ်တဲ့မြတ်စွာဘုရားတွေကတရားဟောတဲ့အခါမှာအမြဲတမ်းသူကဟောနေကြတရားအစဉ်လူလူတယောက်ကိုစသည်ဟောပြီးစဉ်ဘာစဟောတော့စဉ်ဒါနကထာအစဟောလို့ရှိတယ်နော်မှန်ပါပါဘုရားဒါနကထာဆိုတာဒီ လောကမှာလူတွေအဆုဆိုင်အတည်တည်းနေတာကိုတယောက်တည်းမစားသင့်ဘူးအလုံးနဲ့မျှဝေပြီးခံစားသင့်တယ်ဆိုတာဒါဒါနကထာပဲပေါ့မှန်လားပါဗျာဟုတ်တယ်မို့လားမှန်လားပါဗျာတယောက်တည်းကိုတိမ့်ပိုက်ထားလို့ရှင်ဟိုဘလူးဆောင်းနဲ့ရေကန်တဲ့ကရေတွေလိုပဲဘယ်ကောင်မှမတတ်ဘူးတောက်တဲ့လူအဲ့ဒါဖန်ခံစားခံပြီးတော့ဒီရေတွေလကားခန်းတော့မှာအဲ့ဒါလိုပဲ တချို့လူတွေပစ္စည်းပိုင်ဆိုင်တာက society အတွက်ဘာမှအသုံးမဝင်ဘူးသူလည်းမသုံးဘူးသူများလည်းမသုံးအောင်ဟောတေတော့ဒီတိုင်းကြီးပြစ်ထားခဲ့တယ်အဲ့ဒါမျိုးမဖြစ်เสียရဘူးအားလုံးနဲ့ share လုပ်ရမယ်တချို့ကမဒရာတာကိုယ့်ကိုယ်တော်မဒရာဘူးကြားဘူးတယ်မဟုတ်လားဇာလန်းနေရှိတယ်ကိုယ့်ကိုယ်တော်မဒရာဘူးမစ္စရိယတထေလို့ဆိုတော့ကိုယ့်ကိုယ်တော်မစားဘူးမုန်းစီကျော်လေးစားကြတယ်သူများလာမှဆိုလို့မပြောဘူးတဲ့အောက်နော် တထေးကတထေးကမုံစီကျော်လေးစားကျင်တာကိုလမ်းဘေးမှာမုံစီကျော်လေးတွေ့တာစားကျင်တာအောက်နေတယ်။ဘာဖြစ်လို့လဲဆိုရင်မုံစီကျော်ကျော်လို့ရှိရင်ဝိုင်းစားကြမှာဆိုလို့တဲ့။သူများကိုပေးရမှာဆိုလို့အောက်။တော့အဲ့ဒါလို့မစ္စရိယအာကြီးလာပြီဆိုလို့ရှိရင် ကိုတော်မစားရတဲ့လူတွေပါပစ္စည်းဥစ္စာကိုမတုံးရဘူး။အဲ့ဒါလို့ဖြစ်လာတတ်တယ်။အဲ့တော့အဲ့ဒါမျိုးမဖြစ်အောင်မြတ်စွာဘုရားဒါနကထာ တယောက်နဲ့တယောက်ရှယ်ရလို့မယ်ကိုတယောက်တည်းမသုံးရဘူးချာရီတီတို့ဟုတ်လားဒါမျိုးတွေက ရှိရမယ် generosity တို့ဒါမျိုးတွေရှိရမယ်သူများကိုစွန့်ကြဲရမယ်ပေးကမ်းရမယ်ကိုမိသားစုဖြင့်မိသားစုပေါ့မိတ်ဆွေတငယ်ချင်းတွေပေးရမယ်ကိုပေးတဲ့ပေးလိုက်တဲ့ပုဂ္ဂိုလ်တွေပေးရမယ်မတွန့်တူပါဘူးဒါဒါနကသာ နောက်ပြီးတော့ကိုချင်းတရားမပြည့်ပြားရဘူးတဲ့သီလကထာလူဘွားရောက်လာရင်ကိုချင်းတရားကောင်းရမယ်ကောင်းနေရမယ်လူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုချင်းတရားကောင်းမှာဒါနကောင်းမှုတွေဘလောက်လုံးနေနေကိုချင်းတရားမရှိရင်သူတော်ကောင်းမခေါ်နိုင်သေးဘူးဒါကိုကိုချင်းတရားကောင်းအောင်လုပ်ဖို့ဆိုပြီးဘုရားသီလကထာဟောတယ်ကေဒါနနဲ့သီလကိုကျင်တရားလည်းကောင်းပြီသူများကလည်းရှယ်ယာလုပ်တယ်ကိုကိုတယောက်တည်းမတုံ့စားဘူးဆိုတဲ့ပုံကိုတယောက်ဟာကောင်းရတုက္ကဋိရောက်ဖို့မခဲမှာဘူးနတ်ပြည်ဆိုတာဘလောက်ချမ်းသာတယ် ကောင်းတဲ့ဘုံဘွားဆိုတာဘလောက်ချမ်းသာတယ်ဆိုတာတွေကိုမြတ်စွာဘုရားဟောတာတက်ခါကထာလို့ခေါ်တယ်။မှန်ပါပါဗျာ။အဲ့လိုလူတွေကကုသိုလ်ကောင်းမှုပုံမှာစိတ်ဝင်စားလာတာအခြေခံအဆင့်မှာမြတ်စွာဘုရားအဲ့လိုဟောပေးတာ။စိတ်ဝင်စားလာပြီဆိုတဲ့အခါကျတော့မှနတ်ပြည်ကိုလူတွေကရွတ်ရောက်ချင်လာပြီးကောင်းတဲ့ဘုံဘွားမှာတတ်မဲ့လာပြီးဆိုတဲ့အခါမြတ်စွာဘုရားကအေးကာမဂုဏ်အာယုန်နေဆိုတာအိမတ္တမအန္တရာယ်များပါတယ်တခဏလေးပဲအိမ်မက်နဲ့တူတယ် ကာမဂုဏ်ဆိုတာအိမ်မက်နဲ့တူတယ်အိမ်မက်ဆိုတာနိုးသွားတာနဲ့ပြီးပြီဘာမှရှိတော့နော်သူပိနကုပမာအိမ်မက်ထဲမှာဟုတ်လားဘယင်ကြီး လုံနေနေတိုက်ကြီးနဲ့နေနေနေနိုးရင်ဘာမှမြူတာပဲတဲကုတ်တဲကုတ်ထဲပြန်ရောက်သွားအိမ်မက်ထဲမှာဘလောက်ကောင်းနေနေနိုးတာနဲ့တပြိုင်နက်ဘာမှရှိတော့ဘူးကာမဂုဏ်အာယုံဆိုတာသူပိနကုပမာအိမ်မက်နဲ့အနာသရံတူတယ်နောက်တစ်ခုကာမဂုဏ်အာယုံဆိုတာတဲ့အမဲရိုးနဲ့အနာသရံတူတယ် နာသသမားကနေပြီးတော့နွားတက်ပြီးတော့ဒီအယုံးမှာကတ်နေတဲ့အသားတွေကိုချစ်ယူပြီးတော့ပြစ်လိုက်တဲ့အမဲရိုးကိုအဲ့ဒီနာမျောနေတဲ့ခွေးကဒါလေးကိုချီးပြီးတော့တနေကုန်ရှာနဲ့ရက်လိုက်သွားနဲ့ကိုက်လိုက်ရှာနဲ့ရက်လိုက်သွားနဲ့ကိုက်လိုက်အရသာထွက်လို့ထွက်လို့နဲ့အနံ့ကလေးနဲ့ဓာလေးနဲ့ပဲပြီးသွားတာပြီးတာသွားရောသွားရည်နာလာပြီးတော့အဲ့ဒါနောက်ဆုံးညဘာမှဝါလို့မရဘူးပြစ်လိုက်ရတဲ့အနေထားနဲ့ ကာမဂုဏ်အာယံဆိုတာအဲ့တိုင်းပဲတဲ့အမဲယိုးနဲ့အလားတန်တူတယ်တဲ့မှန်ပါပါဗျာအပေါ်ရန်လေးတုတ်လိမ့်တာဘာမှအရသာမရှိဘူးအနံ့ကလေးနဲ့တည်းဟုံနိုးဟုံနိုးဟုံနိုးနဲ့ပြီးတော့ပြီးသွားတာဘာမှရှိတော့ဘူးလို့ဆိုလိုတယ်အေးမြတ်စွာဘုရားကအဲ့ဒါလိုကာမဂုဏ်အာယံတွေရဲ့အပြစ်ကိုဟောတာကာမနာအာရိနဝကထာလို့ခေါ်တယ် အဲ့ဒါတွေကိုမစွန့်လွတ်နိုင်သေးတဲ့မြတ်တောကတွေနဲ့ရင်ဝယ်ပိုက်ပြီးတော့နေကြရမယ်တဲ့ဒါတွေကိုစွန့်လိုက်မှချမ်းသာမှာဆိုပြီးနိခံမေအာနိသင်္တကထာဒါတွေကိုလုံးဝ freedom လုံးဝစွန့်ပလိုက်ခုနကဗတ္တိယမင်းကြီးဟာဒီခါတည်းစွန့်လိုက်တာနဲ့အဟောဒုက္ခအဟောဒုက္ခခုမှချမ်းသာတော့တာပဲဆိုတာစွန့်လွတ်သွားတဲ့ဟာမျိုးမြတ်စွာဘုရားဟောဒါကိုကထာ၅မျိုးလို့ခေါ်တယ်အဲ့ဒီကထာ၅မျိုးနဲ့ဟောပြီးတဲ့အခါကျတော့မှလူရဲ့စိတ်လေးဟာတော့ညီး ီတရားဓမ္မကိုခံယူနိုင်စွမ်းရှိပြီဆိုတဲ့အခါကျတော့မှမြတ်စွာဘုရားကတဘာဝတရားတွေရဲ့ဖြစ်စဉ်ကိုဟောတယ်။ဟောလိုက်တဲ့အခါကျတော့ဘာနားလည်သွားတော့ဆိုတော့တရားနာတဲ့ပုဂ္ဂိုလ်ကနားလည်သွားတယ်။စိတ်ထဲမှာအငြိကြီးတွေကင်းသွားပြီးသူ့မှာပွင့်လင်းတဲ့မျက်စိတစ်ခုအမြင်တစ်မျိုးရလာတယ်။အဲ့ဒီအမြင်ကဘာလို့ဆိုရင်ယံကိဉ္စိသမုဒိယဓမ္မံသဗ္ဗန္တနိရောဓဓမ္မံဖြစ်လာတာမှန်သမျှချုပ်မှာပဲဆိုတဲ့အတိရသွားပြီ။အဲ့တော့ ဘာမှမမြဲဘူးငါရတာတွေတခုမှမမြဲဘူးဆိုတော့အတွေးလေးတွေးလိုက်နိုင်ပြီဒီအမြင်မျိုးလေးရလိုက်နိုင်ပြီဆိုရင်မစွန့်လွတ်နိုင်စရာရောရှိသေးရဲ့လားရှိတော့ပါဗျာသူများပေါ်အနိုင်ကျင့်နေတဲ့စိတ်ရောရှိသေးလားရှိတော့ပါဗျာမရှိတော့ဘူးလေအားလုံးထားခဲ့ရမှာလို့ဆိုတာသိသွားတာနဲ့တပြိုင်နက်ရံကင်စိတ်သမှုရိယဓမ္မဖြစ်တဲ့သဘောရှိတဲ့တရားမှန်များသည့်និရောဓဓမ္မချုပ်ရမှာပဲတနည်းကြတော့ပျက်စီးသွားမှာပဲဆိုတော့အတွေးလေးကိုရင်ဝယ်ပိုက်ထားနိုင်ပြီဆိုလို့ရှိရင်မမောမှုတွေကလျှော့ချသွားနိုင်တယ် အတွေ့အတာမမှုတွေရှော့ချလိုက်တာနဲ့တပြိုင်နက်တောကတွေကလည်းငြိမ့်သွားတယ်စိတ်ငြင်းချမ်းမှုကလက်တွေ့ခံစားရမယ်လို့ဟောဓမ္မစက္ခုဆိုတာခုနကနေမြတ်စွာဘုရားကပြီးကထာ၅မြို့နဲ့ဟောလိုက်တဲ့အခါကျတော့ဒီအမြင်ကိုအဲ့ဒီခုနကတုန်းကဥက္ခဆိုတဲ့တကကြီးကရသွားတယ်ရသွားတာနဲ့တပြိုင်နက်သူသဘောပေါက်သွားပြီကိုချင်းတရားငါဆောက်တည်တော့မယ် तू ကအိမ်တော်သေးအဲ့တော့ ဗြဟ္မစရိယပင်စမဆိုတာ၅ပါးတိလာတယ်မဲ့သူကကာမိတုမိစ္ဆာစာရတောင်မဟုတ်တော့ဘူးဗြဟ္မစရိယနဲ့၅ပါးတိလာကိုစောက်တည်လိုက်တယ်နော်ဗြဟ္မစရိယနဲ့၅ပါးတိလာစောက်တည်လို့ရတယ်ချင်းမှန်ပါဗျာဗြဟ္မစရိယတိခါဘုံနဲ့၅ပါးတိလာကိုစောက်တည်ပလိုက်တယ်အဲ့တော့ဒီကာမိတုမိစ္ဆာစာရဆိုတာသူတစ်ပါးသားမယားနဲ့မပြင်းမှားပေမဲ့လို့ကိုယ့်ရဲ့ဒီပါတနာနဲ့ကတော့သူကရှိတယ်ဗြဟ္မစရိယကျတော့ဘာမှကိုမရှိရဘူး စိလစ်သစီလိုက်လို့ခေါ်တာပေါ့နော်ဟောအဲ့ဒီလိုဘဝမျိုးကိုသူကကူးပြောင်းလိုက်တယ်ကြည်တရားအသိရှိတာငါကတထေးလေသူ့မှာဇနီး၄ယောက်ရှိတယ်အိမ်တော်အိမ်တော်၄ယောက်ရှိတယ်အဲ့ဒီ၄ယောက်တည်းကလည်းငငယ်ရွယ်ရွယ်ကြီးအေးအိမ်ပြန်ပြီးတော့သူကဘာပြောတော့ဆိုသူ့ဇနီးတွေကိုခေါ်ပြောတယ်ငါဒီကနေ့ကနေစပြီးတော့တရားအသိရှိလာတဲ့အတွက်ကြောင့် ကမ္မဂုံအာယုန်တွေထဲမှာငါမနေတော့ဘူးသိက္ခာပုဒ်ကိုမြမစရိယသိက္ခာပုဒ်နဲ့ငါဘတိလာကိုငါဆောက်တည်လိုက်ပြီနော်အိမ်အောင်တဲ့ဘဝမှာငါမနေတော့ဘူးမင်းတို့တွေတဲကနေပြီးတော့ဒီအိမ်မှာဆက်နေခြင်းမင်းတို့နေနိုင်တယ်အကယ်၍မနေခြင်းဘူးဆိုလို့ရှိရင်လည်းတခြားအိမ်ကိုပြန်နိုင်တယ်ယူခြင်းနဲ့ပစ္စည်းအကုန်ယူပြီးတော့အကယ်၍နောက်အိမ်တော်ပြုခြင်းနဲ့ဆိုရင်လည်းဘယ်သူ့ကိုပြုခြင်းလဲငါငါ့ကိုပြောလို့ဆိုတော့ ဲ့ဒီချိန်မှာသူ့ရဲ့အငယ်ဆုံးစနီးကနေပြီးတော့ပြောတယ်တဲ့ဘသူနဲ့သူ့ပေးစားပါလို့ပြောတယ်အဲ့ဒီလူကစိတ်သဘောထားဘလောက်ကောင်းတော့ဆိုအတိတရားရှိတဲ့လူရဲ့စိတ်နေသဘောထားကြည့်အဲ့ဒီသူ့ရဲ့ဇနီးအငယ်ဆုံးဟုတ်လားအရွယ်ကိုသူပြောတဲ့ယောက်ျားနဲ့လက်ထပ်ပေးလိုက်တယ်သူ့ကိုယ်တိုင်သွားပြီးတော့လက်ထပ်ပေးလိုက်တယ်အဲ့လိုလက်ထပ်ပေးလိုက်တဲ့အချိန်မှာသူ့စိတ်ကနည်းနည်းလေးမှတွန့်တော့ခြင်းမရှိဘူးတဲ့ ဘာမှစိတ်ပြောင်းလဲသွားတာမရှိဘူး။သူဆုံးဖြတ်ချက်ကနောက်ကြောင်းမလှည့်ဘူးလို့ဆို။ဒါဘာကြောင့်လဲဆိုတရားအတိပဲ။ဟုတ်လား။မှန်ပါဗျာ။သူ့ရဲ့အတိတရားကအလွန်အဆင်းမြင့်သွားပြီနော်။မှန်ပါဗျာ။ဒီအဆင့်ရောက်သွားတယ်ဆိုတာအလွန်အဆင်းမြင့်သွားပြီ။ဒါဘုရားတရားနာပြီဒီအဆင့်ရောက်သွားတဲ့လူကတကယ်ရှိခဲ့ဘူးလား။နောက်အဲ့ဒါလို့သူအိမ်တော်တွေဘဝကိုဆုံးလွတ်လိုက်ပြီးတဲ့အခါကျတော့ဘုန်းကြီးဝတ်ထားမဟုတ်ဘူးလူနဲ့ပဲနေတယ်အဲ့ဒီကဆက်ပြီးတော့အိမ်တော်တွေဘဝဆုံးလွတ်ပြီးတဲ့အခါမှာသူဘာလုပ်တုံဆိုလဲ။ ယဟန်တန်ဃာတွေကိုစီကတ်တဲ့အခါမှာတဲ့ဘယ်တော့မှမလေးမစားမစီကတ်ဘူးတဲ့လေးလေးစားစားစီကတ်တယ်ဘယ်ကိုတော့စီသွားသွားတလေးတစားစီကတ်တယ်ဟောဓာတုရဲ့အည်သွေးတစ်ခု နောက်တစ်ခါယဟန်တန်ဃာတွေစီသွားတဲ့အခါမှာဘုန်းကြီးကတရားဟောရင်ဟောမဟောလို့ရှိရင် तू ကဟောရတယ်တရားခြေစကားခြေနံပါတ်တောင်းပြီးဘယ်တော့မှပြန်မလာခဲ့ဘူးဘုန်းကြီးစီသွားလို့ရှိရင် တရားစကားပဲပြောတယ်ဖခင်ဘုန်းကြီးကတရားဟောရင်ရိုသေစွာနားထောင်တယ် နော်ဟိုစီးပွားရေးစကားလည်းမပြောဘူးကြောင်းသွားရင်တရားဟောရင်ဟောတယ်ဘုန်းကြီးကဟောရင်ယိုသေးစွာနားတယ်ဘုန်းကြီးကမဟောရင်သူကဟောတယ်တဲ့ဟောအဲ့ဒီလိုအနေထားမျိုးသူကကြည့်အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်တော်ရားတွေကဘလို့ပြောင်းသွားတယ်ဆိုတာနောက်ကြတော့တနေ့ကြတော့သူကတန်ခါးတွေကိုဆုံးသပင့်တယ်ဆုံးသပင့်တဲ့အခါကျတော့သူ့အိမ်ဆောင်နှက်ကလာပြီးသူပြောတယ်တဲ့ဘေကူရောကယဟန္တာဘေကူရောကသောတပန် ဘယ်ကိုယ်တော်ကအနာဂံအဆင့်ရှိတယ်ဘယ်ကိုယ်တော်ကတော့သီလမရှိဘူးနဲ့လာပြီးပြောတယ်သူစိတ်ထဲမှာဒီလိုလုံးဝခွဲခြားတာမရှိဘူးတဲ့တန်ဃာဆိုပြီးတော့ပဲ့နေဘယ်သူပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ကတော့များများလှူမယ်ဘယ်ပုဂ္ဂိုလ်ကတော့ရှော့လှူမယ်လို့စိတ်ထဲမှာကွက်တာမရှိဘူးတဲ့ဟောဒါလည်းဒုက္ခဆက်ကောင်းတာပဲတရားသည့်ရှိသွားပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်မရွေးတော့ဘူးသူကပုဂ္ဂိုလ်ရွေးနေတာတွေကတရားသည့်အာနေနေသေးတယ် တန်ဃာဆိုလို့ရှိရင်ဓာတ်တုထားနိုင်တဲ့အနေအထားရှိတယ်။ဘယ်ပုဂ္ဂိုလ်ကတော့ယန္တဟာယန္တာဆိုရင်ယန္တာပဲလှူမယ်။ဟိုယန္တာမဟုတ်တဲ့ပုဂ္ဂိုလ်မလှူဘူးဆိုရင်မျိုးမရှိဘူးလေသူက။နော်။မှန်ပါဗျာ။ဟိုယန္တာဆိုပြီးတော့ဝိုင်းအောင်နေကြတာမျိုးမလုပ်ဘူးလေဒါမျိုးမလုပ်ဘူးသူက။နတ်တွေကဒီလိုလာပြောတာအောင်လဲသူစိတ်ထဲမှာတုံ့လုံးအောင်မဖြစ်ဘူးလေ။နောက်တစ်ခုနတ်တွေကနေပြီးတော့သူ့ကိုလာပြီးတော့ဒီ သတိပေးစကားတွေဘာတွေပြောရင်လဲနတ်တွေကလာပြီးပြင်သူ့ကိုနတ်တွေကစောင့်ရှောက်တယ်လို့ဆိုပြီးတော့မာမနလုံးဝတက်ကြွမှုမရှိဘူးတဲ့နတ်တွေနဲ့စကားပြောရတယ်ဆိုပြီးတော့သူ့စိတ်ထဲမှာဘာမှပြောင်းလဲမှုမရှိဘူးလို့သူလို့ဆိုသူ့ရဲ့ရှိတဲ့ပစ္စည်းဥစ္စာကိုလည်းပဲကိုချင်းတီလာရှိတဲ့ပုံပုံတွေနဲ့ဘယ်တော့မှခွဲချမ်းခွဲချမ်းမလုပ်ဘူးတဲ့ဓာတ်လူညီမြပဲလှူလိုက်တယ်ပေါ့နော်ဆွန်းလောင်းတဲ့အခါမှာတချို့ခွဲချမ်းတာတွေ့ရတယ်ဒါကတော့ထိုင်းကိုဝက်သားကတော့ထိုင်းကိုတော့အတွက်နော် ဘယ်ပြုတ်ကဘယ်ကိုတော့အတွက်နဲ့ဆုံပြီးတော့ဒီလိုခွဲပြီးတော့လုံးတတ်တယ်လေအဲ့သူကအဲ့လိုမလုပ်ဘူးတဲ့အားလုံးဟာဓာတ်တို့ညီများပဲထားတယ်လို့ဒီလိုဆိုတယ်ဘယ်တော့မှဘယ်ပုဂ္ဂိုလ်တော့များလူမဲ့ဘယ်ပုဂ္ဂိုလ်လျှော့လူမဲ့ဘယ်ပုဂ္ဂိုလ်စိတ်နဲ့သဘောထားချင်းကတိတ်กว่าကွာအဲ့ဒီလိုဖြစ်ရမယ်သူ့မှာဒီလိုစုချုပ်နှိမ့်မြင့်ရွေးချယ်တာမလုပ်တော့ဘူးပြောတာနော်မှန်ပါပါဗျာအဲ့ဒါမျိုးဒီဥက္ကဆိုတဲ့ တခါကတရားအသိရှိလာတဲ့အချိန်မှာသူ့ရဲ့စိတ်နေသဘောထားတွေကဒီလိုပြောင်းသွားတယ်။နောက်ဆုံးသူကဗာကျညာချက်ထုတ်တုံဆိုလို့ရှိရင်အကယ်၍သူကအရင်သေးသွားလို့ဆိုရင်မြတ်စွာဘုရားကသူ့ကိုပြောပါလိမ့်မယ်တဲ့ဟောပါလိမ့်မယ်တဲ့ဒီဥက္ခဟာဘယ်တော့မှကာမဂုဏ်ကိုကာမဘုံကိုပြန်လာမှာမဟုတ်ဘူးဆိုတာကိုမြတ်စွာဘုရားပြောပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်သူကအနာဂံအဆင့်ထီအောင်ရောက်သွား အနာဂတ်အဆင့်ရောက်သွားတဲ့ဆံကာမဂုဏ်အာယုန်တွေနဲ့လုံအောင်ဖြတ်ပယ်လိုက်တာဒါကြောင့်မို့လို့အိမ်တော်တွေဘဝကိုသူဆုံးလွတ်လိုက်တာအနာဂတ်ဖြစ်သွားလို့ပြောတာနော်မှန်ပါပါဗျာသောတာပန်ဖြစ်သွားပြီးတော့သောတာပန်ဖြစ်သွားပြီးဆိုရင်ဒီဒိဋ္ဌိနဲ့ဝိသေကိစ္စဆိုတာအမြင်မှားတာလည်းမရှိဘူးတန်တရားဆိုတာလည်းမရှိဘူးတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်နောက်ပြီးတော့လောဘဒေါသမောဟဆိုတာလည်းဖြစ်အောင်အရှိန်တိတ်မကြီးတော့ဘူးဒေါသထွက်အောင်သူကညော့သွားပြီ သူများကိုထဆဲလောက်အောင်ဒေါသမထွက်တော့ဘူးသူစိတ်တော့ဆိုးရင်ဆိုးမယ်ဒါပေမဲ့လို့သူများကိုဆဲလောက်အောင်သူမဆိုးတော့ဘူးနော်သောတာပန်ပုဂ္ဂိုလ်အဲ့လိုစိတ်ကိုထိန်းနိုင်လောဘဖြစ်ရအောင်လည်းငရဲကြလာအောင်လောဘမဖြစ်တော့ဘူးဒါကိုအပါယကမ္မနိယလောဘမဖြစ်တော့သူတခါတခရကံဖြစ်သွားပြီဆိုတဲ့အခါကျတော့သောတာပန်နဲ့သူကလောဘက10ချိန်မှ10ချိန်လောက်ဖြစ်မယ်ဒေါသကလည်းအချိန်တရာမှ10ချိန်လောက်ပဲဖြစ်မယ်ဟုတ်ဖြစ်လာတဲ့ဒေါသရဲ့အချိန်ကလည်းပဲ10 နည်းနည်းလေးပဲဖြစ်တယ်သူကမတိမတာလေးပဲဖြစ်တယ်မပယ်သေးတာလေးပဲရှိတယ်စိတ်ထဲမှာပူကနေသွားတာမျိုးလေးတော့ပဲဖြစ်မယ်ပါးစပ်ကတောင်လှုပ်လာမှမထင်တော့နော်မျက်လုံးကြီးရဲသွားတာမျိုးလိုမျက်နှာရဲသွားတာအသားဆက်ဆက်တုံးလာတဲ့ဒေါသမျိုးအစင်မရောက်တော့ဘူးမှန်ပါဗျာပါးစပ်ကနေပြီးတော့ဟိုနေမင်္ဂဆာပြောဖို့ဆိုတာဝေးလေဆိုတာသူများကိုထရိုက်ဖို့ဆိုတာဝေးလေဆိုတာသူဒေါသဖြစ်မှန်းတောင်ဘေးကလူကမသိလိုက်အောင်ဖြစ်သွားပြီတကယ်ကအစင်ရောက်လို့ရှိရင် အနာဂတ်အဆင့်ရောက်သွားရင်လုံးဝအရှင်ဒေါသရင်ထဲမှာတော့မလာတော့ဘူးလို့ပြောတယ်။ပူကနေတော့မတက်လာတော့ဘူးလို့ပြောတာနော်။မကျေနပ်တဲ့ဆိုင်ကလုံးဝရှင်သွားပြီ။ကာမဂုဏ်အာရုံစိတ်တွေလည်းလုံးဝရှင်သွားပြီ။ဒီလိုအဆင့်ဆင့်ပဲသွားတာ။ရဟန္တာဖြစ်သွားပြီဆိုရင်ကိရိတာမှန်သမျှလုံးဝရှင်သွားပြီ။ဒါတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားတွေဟာမြင့်တဲ့မြင့်လာပြီးတော့လူလောကမှာဒီပုဂ္ဂိုလ်တွေဟာအငြိမ်းချမ်းဆုံးစိတ်ဓာတ်အလွတ်လပ်ဆုံးနဲ့တကယ့်သာဝရငြိမ်းချမ်းတဲ့ ဆန္ဒဒုက္ခကိုသူတို့ဟာဒီဘဝမှာပဲခံစားသွားရတယ်ဆိုတာထိုရထိုပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားကိုအကဲခတ်ကြည့်ခြင်းအပြင်ဘလောက်ချမ်းသာမလဲဆိုတာအတူယူပြီးတော့ကျင့်သုံးစရာအလွန်ကောင်းပါတယ်။ဒါကြောင့်မို့တရားချင်ခင်သူတော်စင်ပရိသတ်တို့သည်အတိတရားရှိသူတို့ရဲ့စိတ်နေသဘောထားမျိုးဖြစ်အောင်တို့တွေကျင့်ကြံကြိုးကုပ်အားထုတ်မှာပဲလို့ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း။